တနေ့မှာအသက်18နှစ်အရွယ်အဖွားကြီးဟာတရင်တစ်ခုကြောင့်တော်တော်လေးအံ့ဩတုံ့လောက်သွားခဲ့ရတယ်။အဲ့ဒါကတော့သူ့ရဲ့အသက်80နှစ်အရွယ်သားဟာချစ်သူရပြီးမကြခင်မှာပဲချစ်သူရဲ့ဆွတ်ပစ်ခြင်းကိုခံလိုက်ရတယ်ဆိုတဲ့တရင်ပါပဲ။ဒီဇလန်ကအဖိုးကြီးဟာသူ့ရဲ့ချစ်သူတင်တဲ့လက်ချင်းတွဲထားတဲ့တပ်ပုံကိုလူမှုကွန်ရက်မှာဂုံယူဝင်ကြွားစွာတင်လိုက်တဲ့အချိန်ကနေစခဲ့တာပါ။အဖိုးကြီးကသူ့ရဲ့ချစ်ဇလန်အကြောင်းကိုပစ္စမမြောက်လူငယ်တခင်ကိုကြွားလုံးထုတ်နေတော့သူ့ရဲ့တငယ်ချင်းဟောင်းဖြစ်တဲ့အဖိုးကြီးဖက်တီက ဘန်းကနေဝင်လာပြီးမင်းငါချစ်သူကိုခိုးယူသွားတာပဲလို့ဆွဆွဲတော့တာပါပဲအဖိုးကြီးဖတီးကတပ်ပုံတွေကအမျိုးသမီးရဲ့လက်ကိုချက်ချေသေးဖြစ်သွားရင်တော့ငါမတ်မိတယ်လို့ဟန်ပန်မျိုးမျိုးနဲ့អော်ပြောခဲ့တယ်ဒါပေမဲ့အဖိုးကြီးကအရှုံးမပေးပဲဒီမျိုးသမီးကငါချစ်သူပဲလို့တင်းခံပြောဆိုခဲ့တယ်အခုဆိုရင်ဆဲကျော်တက်လေးတွေလို့အဖိုးကြီးနှစ်ယောက်ဟာစကားများရန်ဖြစ်တော့မဲ့အနေထားရောက်လာပါပြီညီပဲစီဝါနေတဲ့ပြစ္စမမြောက်လူငယ်တခင်ကလည်းဒီပြက်ကွက်ကိုစာကြည့်တိုက်မှရှိတဲ့သူညီစီလေးလွင့် ဖို့ပြင်ဆင်နေလိုက်တဲ့အဖိုးကြီးနှစ်ယောက်ရံပွဲမစခင်မှာပဲအဖွားကြီးရဲ့ကျေလောင်တဲ့အော်ဟစ်တန်ကသူ့နှစ်ယောက်ကိုရက်တန်သွားစေခဲ့တယ်။ဒါပေမဲ့အဖိုးကြီးဖက်ပြီးကအဖိုးကြီးခိုးယူသွားကြောင်းမြင်မရတဲ့တက်တွေတွေပြတော့တာပဲ။ပစ္စမမြောက်လူငယ်တခင်ချောင်းကြည့်လိုက်တော့အဲ့ဒီအမျိုးသမီးဟာအဖိုးကြီးဖက်ပြီးရဲ့အချစ်ကိုလက်ခံရုံမကဘူး။အချစ်တင်ဂေတာဖြစ်ဒေါ်လာ၁၀။တန်းတန်ကြောက်စိမ့်လက်ကောက်ပါတောင်းဆိုထားတာကိုတွေးလိုက်ရတဲ့သူကဒီအမျိုးသမီးဟာချစ်သူနှစ်ယောက်ထားရုံမကပဲပစံကူတာရှာတဲ့ရွှေတူးသမားပါ။ ဖြစ်နေလို့အန်အော်ချီချူးမိတယ်အဖိုးကြီးကတော့မဟုတ်ဘူးသူကငါတို့မတ်တော်နဲ့ထမင်းပိုးတွေအမြဲရှင်းပေးတယ်နှွေးထွေးတဲ့ချစ်ချင်းတွေပေးတယ်လို့သူမကိုခုခံကာကွယ်ပေးခဲ့တယ်ပစ္စမမြောက်လူငယ်တခင်ကခေါင်းယမ်းပြီးဒါကတော့ကတော်ဝင်မြောက်တဲ့စိတ်ပိုင်းဆိုင်ရာလက်ကွက်ပဲလို့ဖျက်ပြောလိုက်တယ်နောက်တော့အဖိုးကြီးပေးခဲ့တဲ့လက်ဆွဲကိုရောင်းဝယ်တဲ့ platform ပေါ်မှာပြန်တင်ထားတာကိုပါတွေးလိုက်ရတယ်ဒါကိုမြင်လိုက်ရတဲ့အဖိုးကြီးဟာအဲ့ဒီအမျိုးသမီးကိုတွားရင်ဆိုင်ဖို့အတင်းထွက်သွားပြီးအဖွားကြီးနဲ့ပြင် စမမြောက်လူငယ်တခင်လဲအပြေးလွှားလိုက်သွားကြတယ်သူတို့ရှာတွေ့တဲ့အခါအမျိုးသမီးကြီးဟာဘီလီရဲ့ကလပ်တစ်ခုမှာလဲဆွဲကိုခိုးသွားတဲ့သူမရဲ့စိုးသွမ်းတဲ့မြင်းနဲ့ရင်ဆိုင်နေရတာကိုတွေ့လိုက်ရတယ်မြေဖြစ်သူကသူဟာအဖိုးကြီးဖက်တီးရဲ့အချစ်ကိုလက်ခံဖို့နဲ့ကြောက်စိမ့်လက်ကောက်ကိုယူဖို့အမျိုးသမီးကြီးရဲ့ဝိချက်ကိုတုံးခဲ့ကြောင်းဖွင့်ချလိုက်တဲ့စိတ်မရှိတဲ့မြေးကအမျိုးသမီးကြီးကိုတွန်းထုတ်လိုက်တော့အဖိုးကြီးကအချိန်မီရောက်လာပြီးသူမကိုဖမ်းဆီးထိန်လိုက်နိုင်တယ်မာနာကြီးရဲ့မြေးကသူ့အဖွားနဲ့ချစ်ကြ တိုက်ချင်ရင်ဒေါ်လာနဲ့တန်းပေးဖို့တောင်းဆိုတယ်အဖိုးကြီးမြင်လိုက်တော့ဘီလီယက်တုံးနဲ့ရိုက်တော့မဲ့အချိန်မှာအဖွားကြီးကဖြတ်တားလိုက်တယ်အဖွားကြီးရဲ့တတိကြောင့်အားတက်သွားတဲ့ပြစ်စမမြောက်လူငယ်တခင်ကမြေးစီကလည်းဆွဲကိုပြန်တောင်းတယ်ဒါပေမဲ့မြေးကသူ့ကိုလောင်ပြောင်ပြီးဘီလီယက်နဲ့လောင်ကြီးထပ်ဖို့စင်ခေါ်လိုက်တယ်ပြစ်စမမြောက်လူငယ်တခင်ကယုံကြည်ချက်အပြည့်နဲ့စင်ခေါ်မှုကိုလက်ခံလိုက်ပေမဲ့ဇပွဲပက်လည်းရှောက်သွားတော့တုတ်ဆိုင်နေခဲ့တယ်အဲ့ဒီခိုက်တက်မှာပဲအဖွားကြီးကဝင်လာပြီးတုတ် ကိုယူကဘောလုံးအများပြားကိုတွင်းယူလိုက်ပြီးနောက်ဆုံးနိုင်ရမယ့်အခွင့်အရေးကိုဖန်တီးပေးလိုက်တဲ့မြေဖြစ်သူကလှည့်စားဖို့ကြိုးစားပေမဲ့အဖွားကြီးရဲ့အကွက်ကိုမကျော်နိုင်ပဲအဖွားကြီးကနောက်ဆုံးပစ်ချက်ကိုတွင်းယူကဂိမ်းကိုအနိုင်ရသွားခဲ့တဲ့မြေကလှည့်စားဖို့ထပ်ကြိုးစားတဲ့အခါအဖွားကြီးကတုတ်ကိုနိုင်ရန်ပေါ်ရိုက်ချပြီးတတိပေးလိုက်တဲ့သူမကအမျိုးသမီးကြီးကိုမြေရွေကြောင့်ပြင်ပန်းမခံရဘဲကိုယ့်အတွက်ကိုနေထိုင်ဖို့အကြံပေးခဲ့တယ်။အဲ့ဒီလိုအကြံဉာဏ်ပေးလိုက်တော့အမျိုးသမီးကြီးဟာအတိတ်တရားရသွားပြီးသူ့ မြေကိုပားရိုက်လိုက်ကနောက်ထပ်မဆက်ဆံတော့ဘူးဆုံးဖြတ်လိုက်တယ်နောက်တနေ့မှာအမျိုးသမီးကြီးဟာဝင်းပလင်းလက်နေတဲ့မျက်နှာနဲ့အဖိုးကြီးကိုနှုတ်ဆက်ဖို့ရောက်လာခဲ့တယ်။သူမဟာသူမရဲ့ကိုယ်ပိုင်ကြံပြားနဲ့ဝေးလံတဲ့အိမ်မက်တွေကိုရှာဖို့အသင့်ဖြစ်နေပါပြီ။အဖိုးကြီးမှာစိတ်မကောင်းဖြစ်ပေမဲ့သူမရဲ့ဆုံးဖြတ်ချက်ကိုလေးစားစွာနဲ့တကားအထိလိုက်ဖို့ခဲ့ပါတယ်။